မင်္ဂလာပါ welcome to jessica addition ဒီနေ့ဗီဒီယိုလေးရဲ့မှာ ကက်ကာတို့ဘန်ကောက်မှာအိပ်ပြောင်းတာကို vlog လေးလုပ်ပြီးတော့ sharing လုပ်ပေးတော့မှလို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြအောင်ဆိုနော်အိပ်ပြောင်းတဲ့အခါဆိုရင်အိမ်မပြောင်းခင်အရင်ဆုံးအိမ်ရှာရယ်ပြီးရင်အိမ်တွေသွားကြည့်ရတယ်အာအဓိကတော့ဟိုပစ္စည်းတွေတည်ပြီးဟိုဟိုဘက်အိမ်ရယ်ဒီဘက်အိမ်ပစ္စည်းတွေတည်ရအောင်နော် အာဘန်ကောက်မှာနေရဆိုရင်9နှစ်ရှိပြီပေါ့နော်အာပထမ3နှစ်ကကကကျောင်းဆောင်မှာနေရကကမှာဘန်ကောက်ကိုပြောင်းလာတဲ့အချိန်မှာကာရုနှစ်ယောက်အတူနေကြမယ်ဆိုပြီးတော့အာဆုံးဖြတ်ပြီးတော့အာသူတို့ move တယ်အဲ့တခါပထမဆုံးအချိန် move တာပေါ့နော်အာဒုတိယတခါကတော့ဟောသွားလာအဆင်ပြေအောင်ဆိုပြီးတော့အခန်းပြောင်းလိုက်တယ်ဒီအခုနောက်ဆုံးတခါကတော့ကကတို့နှစ်ယောက်ပေါင်းအဲ ဝယ်တဲ့ပစ္စည်းတွေလည်းများလာပြီးတော့ pre book တွေမပါပဲနှစ်အောင်တော်တော်ကြီးများလာတော့ဟိုအခန်းကလုံးဝပြည့်နေပြီမဆက်တော့ဘူးလမ်းနောက်သေးချာရှောက်လို့မရတော့အဲအကြောင်းမို့လို့ဒီအခန်းကိုပြောင်းလာဖြစ်ပါတယ်မယ်ဆိုရင်တော့တေချာယူရတာပေါ့နော်အာပို့ပေးနိုင်တဲ့ budget ပြီးတော့နေချင်တဲ့နေရာအာအခက်ပုံစံအဲ့ဒါကြီးအစားကကတော့ကြည်နေမယ်ဆိုရင်ဒါကတော့ကကပြောင်းမဲ့နေရာလေးပါ ကကက website ကနေလေအခန်းကိုမင်းပြီးတော့စုံစမ်းတယ်လို့ကိုနေမဲ့ကိုနေခြင်းတဲ့နေရာကိုလည်းတွားပြီးတော့စုံစမ်းတယ်ဒီကွန်လို့လေးကိုပြောင်းပြစ်သွားတဲ့အကြောင်းရင်းတွေကတော့အိမ်ရှင်ကအရန်သဘောကောင်းတယ်ပြီးတော့အခန်းလေးကိုလည်းကြိုက်တယ်အောက်ကဝန်ထမ်းတွေကလည်းအရန်ဖို့ရည်ဒါတော့ကကအရင်နေခဲ့တဲ့အခန်းလေးပေါ့နော်အခုအာပြောင်းတော့မှာဆိုတော့အထုပ်တွေထုတ်နေရပါ day dream blush ကကတော့ညီမမြောင်ရဲ့ပစ္စည်းတွေပေါ့နော်တကျန်နေရာပဲလမ်းလျှောက်လို့တော့မရတော့ကကတော့အရင်ကတော့ moving surface ကိုတုံးနေဒါပေမဲ့အဲ့ဒီ moving surface တွေကသူကလူတယောက်ပဲပါတော့ကိုယ့်ကိုယ်ကိုအုံလောက်ကြရပေါ့နော်ဒီတခါတော့ကကာတို့လလာ move ကိုသုံးပါတယ်လလာ move က သွားမဲ့အပွားဝေးရဲ့ကိုကပစ္စည်းအရမ်းများလို့ရှိရင်အာကိုခေါ်ချင်တဲ့လူတွေကပမာဏပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ပေးရတာဒါရောအခုဆိုရင်တထောင်ဝန်းကျင်လောက်ပဲကြာတယ်ဘာအကုန်သေးပြီးတော့ကိုလည်းမပေးမနဲ့ဘောနော် I need something I can't be ကကအခုရောင်စိန်လုံးနေပါလေထုံးတဲ့အတိုင်းပဲကကတော့နှစ်ယောက်ပစ္စည်းတွေပြန်ထည့်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ကကတော့ညီမနှစ်ယောက်ပစ္စည်းတင်လိုက်တာနှစ်ရက်လောက်ကုန်သွားတယ်အလုံးပြီးသွားပြီဆိုတော့ကကလည်းရေလေးကူပြီးတော့ပန်းဖြေလိုက်ပါဦးမယ်။ ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။တခြားဖြစ်ရင်မှပြန်ပြီးတင်ကြမယ်တက်တာ။